မင်္ဂလာပါမနေ့ကထိုင်းဝန်ကြီးချုပ်ပြည်တော်နံကိုဖွဲ့စည်းပုံချေတောင်းပြည်ခုံရုံးကဝန်ကြီးချုပ်တာဝန်ကနေ15ရက်ဆန်းကန်ထားပြရာမိတ်ချမှတ်ပြီးတော့ခုံရုံးကအမိတ်ချမှတ်မှုအပေါ်မှာဝန်ကြီးချုပ်ပြည်တော်နံဟာသူ့အနေနဲ့ဘယ်လိုပြောခဲ့တယ်လဲဆိုတာကိုကျွန်တော်နဲ့အတူနားထောင်ကြမယ်ခုံရုံးကအမိတ်ထွက်လာပြီကောကျွန်မလည်းခုံရုံးရဲ့အမိတ်တိုင်းဖွင့်ထားမိဆိုင်အောင်မလာအောင်နะคะဒီကျွန်တော်ကခေါ်နော်ဗျာနะคะทําพิจารณาของศาลကျွန်တော်ကတော့ခမ်းမန်းကြီး15ရက်လောက်လာမသိဘူး ပြီးတော့ကျမရဲ့လုပ်ရည်တွေပေါ်မှာခုံရုံးကိုတင်ပြဖို့အချိန်တွေပေးထားတာလည်းရှိသေးတယ်။ဒါကိုကျမအနေနဲ့အစွမ်းကုန်ကြိုးစားသွားမှာပါ။အစားခံလွတ်ထွက်လာတဲ့ကိစ္စကတော့တိုင်းပြည်ပေါ်မှာထားတဲ့ကျမရဲ့စိတ်စေတနာအစွမ်းမကအကောင်းဆုံးကိုဖြစ်စေချင်တာပါ။စိတ်ထဲမှာတော့တိုင်းပြည်ရဲ့အနာဂတ်အတွက်စေတနာအမှန်နဲ့ရာဂိုင်လုံးကြော်တယ်လို့ပြောရပါရစေ။ ီးတော့လူအသက်စစ်သားတွေရဲ့အသက်တွေမထိခိုက်ရအောင်ဆိုတဲ့ရွယ်ချက်လည်းပါပါတယ်။ကျမရဲ့လုံဆောင်ချက်ပေါ်မှာကြိုက်သူရှိတယ်လို့မကြိုက်သူလည်းရှိမယ်ထင်မိသားပါ။ဒါရီကိုနီလန်ချာပြည်စင်းကိုကျမအနေနဲ့ကြိုးစားသွားမှာပါ။ကျမရဲ့လုပ်ရတဲ့ပေါ်မှာစိတ်ထဲမှာရောစေတနာတွေပို့ပြီးသားပါလို့ကျမပြောခဲ့ပါရတယ်။တိုင်းပြည်အတွက်ကတော့ရင်ကျန်တာကျမဘာကူမှမလိုချင်ပါဘူး။ စစ်မဖြစ်လာအောင်တယောက်နဲ့တယောက်ဖြစ်ခရတာမျိုးမဖြစ်အောင်ဆိုတဲ့စေတနာတွေပါတယောက်နဲ့တယောက်ရပ်ပြရတာတယောက်နဲ့တယောက်နာကြည်မုံတရတဲ့အခြေအနေမျိုးပေါ့ကျမကိုပြောခဲ့တဲ့အသံကိုတေချာပြန်နှံ့ထောင်ပြီးနေပါတယ်ကျမအတိုင်းဒီပုံမှာထားခဲ့တဲ့စေတနာတွေပေါ့ပြီးတော့ကျမအနေနဲ့ခုံရုံးကိုဖြည့်ချင်းချက်ပေးလို့ရသေးတာမို့ ตะคุ่มจันพิสิบีไหนผูจะมาจูจาตัวบ้านไมน้าโซนี่เนี่ยจะมากูพงเสบีอาบิสกาบิลาตุมยังเลยจีจูยันเจมารีจะมาตัวเลยยังกูขวางพิสิบาร์เรลูแท้งวันนี้จบปีดองทางว่าตู้กูดาวน์เซงันผู้ไม่ถูกเปลี่ยนเขมีเดนเอามา แต่ที่เท่าไีกูจะคู่หลุยยิงเพื่อเปลี่ยนสุขเขมารีดิฉันเอง ขอยืนยันอีกครั้งว่า ตั้งใจทําเพื่อประเทศชาติจริง ๆ นะคะ ก็ต้องขอโทษในวิธีการถ้าไม่ไม่ไม่ถูกใจ ใครหลายคนนะคะ ก็แน่นอนว่าหลังจากนี้ค่ะ ช่วงเวลาที่หยุดปฏิบัติหน้าที่นะคะ ดิฉันเองก็ยังทำเพื่อประเทศชาติได้ต่อไปค่ะ ในฐานะคนไทยคนหนึ่ง แน่นอนนะคะ แล้วก็ยินดีนะคะ ยังมีแรงกายแรงใจ เต็มครบ100%นะคะ พร้อมที่จะทำงานต่อนะคะ ไม่ว่าอยู่ในตำแหน่งไหนก็ตาม อยู่ในฐานะไหนก็ตาม ก็ยังเป็นคนไทยคนหนึ่ง เหมือนเดิมนะคะ แล้วก็พร้อมทำเพื่อประเทศชาติ เต็มที่ทุกนาทีค่ะ ก็ขอบคุณสำหรับการกำลังใจทุกท่านอีกครั้งค่ะขอบคุณค่ะ